မင်္ဂလာပါခင်ဗျာချစ်တဲ့ဓမ္မမိတ်ဆွေစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်ပြည့်စုံပြီးတော့ဘေးဘရာတွေကင်းဝေးပါစေ။တွားလီယာလာလီယာမှာမျက်နှာမြင်ချစ်ခင်အတန်ကြာရင်တနာပြောတဲ့စကားတွေအောင်မြင်ပြီးတော့မှပီရဒတ်ပြည့်စုံတဲ့သူဖြစ်ပါစေ။အောင်အတိတ် အောင်တမိတ်တွေကိုပိုင်ဆိုင်နိုင်ပြီးတော့ဖရာကြီးတရားကြီးနဲ့တာဂါတော်ရဲ့မေတ္တာရိပ်အောက်မှာထာဝရရှင်အေးချမ်းတဲ့လူပုဂ္ဂိုလ်တူဖြစ်ပါစေ။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့မသူတော်တွေကိုရှောင်ရှားနိုင်ပြီးခုပတ်ဝန်းကျင်မှာရှိတဲ့သူတော်ကောင်းတွေနဲ့တွေ့ပါစေအပေတကားကိုပိတ်ပြီးတော့နိဗ္ဗာန်တန်ကိုဖောက်နိုင်ပါစေတရားသူတရားမြတ်အတိတွေကိုလည်းရရှိပါစေရင်ထဲမှာရှိနေတဲ့ပူပင်သောကအညုတရားအာဃာတအမုံရှုပ်ထွေးပွေလီလာတဲ့လူပေါင်းလောကကြီးထဲမှာအေးအေးချမ်းချမ်းနဲ့နေ့ရက်တိုင်းကိုတန်ဖိုးရှိရှိအိဗယ်ရှိရှိဖြတ်တန်းနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ပါစေလို့ကျွန်တော်ခွန်သာချူကဆုတောင်းမြတ်တာပို့တာပေးပါတယ် ်အခုကျွန်တော်ဟောပြမှာကတော့အင်္ဂါသားသမီးတွေရဲ့ဆက်နွယ်ပိုင်းအတွင်းမှာကြုံတွေ့ရနိုင်တဲ့အဆိုးအကောင်းအကျိုးအကြောင်းလေးတွေကိုဟောပြမှာပါ မထမက်ဖဲအင်္ဂါသားသမီးတွေဟာရဝီခရီးတစ်ခုခုကိုသွားဖို့အတွက်ကန်တရားကဗန်ဒီပေးပါလိမ့်မယ်။တရက်တရွာခရီးမှာမထမက်ဖဲလန်းလာဝဝန္တာမျိုးတွေရွှေရီငွေတွေဝန္တာမျိုးထီထီချဲချီပေါက်တာမျိုးတွေဖြစ်စေတတ်ပါတယ်။ကိုယ့်ရဲ့ဇာတိမဟုတ်တော့ရက်ရွာတစ်ခုခရီးထွက်ပြီဆိုရင်အဲ့ခရီးလမ်းမှာထီထိုးဖို့မမိတ်ပါနဲ့။လုပ်ငန်းဆောင်တာအတ္တတွေအခွင့်အလမ်းကောင်းအတ္တတွေမိတ်ဆွေအတ္တတွေဆရာတွေပြီးတရင်ကောင်းတွေကြားတတ်ပါတယ်။ပုံမှန်ပတ်သက်ထားတဲ့မိတ်ဆွေအဟောင်းတွေနဲ့ပတ်သက်ပြီးတော့စိတ်ရှုပ်ရှားလေးတွေကြုံတွေ့ရတတ်တယ်လို့မိတ်ဆွေဟောင်းနေတဲ့ခရီးကဝတ်မတီးခြင်းတော့ ောက်ခပေးခြင်းတွေကို ကြုံတွေ့ရတတ်တယ်။မိတ်ဆွေအစ်တတွေကတော့ကိုယ့်ကိုအကျိုးပြုစေမယ်။အဲ့ဒီအဲ့ဒီမိတ်ဆွေအစ်တတွေရဲ့အကျိုးပြုမှုကလည်းတာမန်အကျိုးပြုမှုမဟုတ်ဘဲနဲ့ဘဝကိုတစ်စစ်ချိုးမှတ်တိုင်ထူပြီးတော့ကံကောင်းခြင်းတွေကိုဖန်တီးပေးတဲ့အကျိုးပြုမှုတွေကိုကြုံတွေ့ခံစားရနိုင်ပါလေ။ ခရီးရှည်သွားခြင်းနဲ့နောက်ဆက်တွဲမှာလက်လာပါဝင်မယ်ဆိုတော့တရက်တရွာခရီးရှည်ထွက်ပြီဆိုရင်အဲ့လက်လာပါကိုဖိတ်ခေါ်ရှာမလို့ပဲရောက်မှာဖြစ်တဲ့အတွက်ကြောင့်ခရီးထွက်လို့ရှိရင်ထီထိုးဖို့ချဲထိုးဖို့လုပ်ငန်းတစ်ခုကိုရင်းနှီးမြှုပ်နှံဖို့မြေတွေပါတွေဝယ်ဖို့ရွှေတွေပါတွေဝယ်ဖို့လိုအပ်တယ်လို့အကြံပြုချင်ပါတယ်ကျမကြီးကတော့အစာအိမ်နဲ့ပတ်သက်တဲ့ယောဂဝေဒနာလေးတွေခါနဲ့ပတ်သက်တဲ့ယောဂဝေဒနာလေးတွေလေပူထတာလေးတွေလေနဲ့ပတ်သက်တဲ့ယောဂဝေဒန ဖြစ်စေတတ်တယ်။ကျမ်းမာရေးကောင်းစေဖို့အတွက်ဖုန်းကြီးတွေကိုပြားရည်လူတာမျိုး၊ပိုးရင်ကြီးတုပ်လူတာမျိုးတွေလောက်ဖို့လိုအပ်ပါတယ်။အဲအတွင်းမိသားစုကိုယ့်ရဲ့သွေးသားအရင်းနေတဲ့ကိုယ်နဲ့နားလည်မှုတွေပြီးတော့စကားများရတတ်တယ်။မဖြစ်မနေငွေကြီးပိုင်းဆိုင်ရာကုန်ကြမဲ့ကိစ္စတွေပေါ်ပြီးတော့အဲ့ဒီငွေကုန်ကြီးကြရတယ်ကိုယ့်အပူပေးတာမျိုးကိုကြုံတွေ့ရတတ်တယ်။ငွေကြောင့်ဖြစ်မဲ့အပူတွေမိသားစုကြောင့်ဖြစ်မဲ့အပူတွေကိုမကြီးမားစေဖို့အတွက်ကိုဆရာတော်ဘုရားတစ်ပါးကိုအင်္ဂါသားသမီးရဲ့လက်နဲ့ကစွန်ရွက်တဲ့ကြက်ဥနဲ့ကြော်တာမျိုးတွေကိုလူစေခြင်းနဲ့ ဥပမာကျဲဥကျော်ကတတ်ကစင်းရဲ့ကျော်ကတတ်အဲ့ဒါလေးကိုဖုန်းကြီးကိုဆွန်းလောက်မယ်ဆိုရင်မိသားစုကြောင့်ဖြစ်မဲ့တော့ကငွေကြီးကြောင့်ဖြစ်မဲ့တော့ကလေတိတ်မဖြစ်တော့ဘူးလို့ပြောလို့ရပါတယ် နံပါတ်1အချက်အနေနဲ့အင်္ဂါသားသမီးတွေကကိုယ့်အိမ်မှာရှိတဲ့မိသားစုဝင်ကြောင့်အပူဖြစ်စေတတ်တယ်။နံပါတ်2အချက်အနေနဲ့ကတော့ကိုယ့်ရဲ့မိဆွေအဟောင်းတွေရဲ့စိတ်ဒုက္ခပေးမှုဂတိကဝတ်မတည်မှုလိမ်လည်လက်လျားမှုကြောင့်ကိုယ့်မှာရှိတဲ့ပုံပင်တောကတွေဒေါသတွေမောဟတွေပိုပြီးတော့ကြွားစေတတ်တယ်။နံပါတ်3ကတော့မိဆွေတစ်တေကကိုယ့်ကိုကြီးကြီးလေးလေးကောင်းကောင်းမွန်မွန်အေးအေးချမ်းချမ်းဆက်ဆံပြီးကိုယ့်ဘဝကိုထူးခြားမှုတွေပေးလာနိုင်မယ်။နံပါတ်၄ကတော့ခကြီးထွက်စရာကိစ္စတွေပေါ်ပြီး၁၂လပိုင်းထဲမှာမထင်မှတ်တဲ့လက်လာပွားတွေဝင်စေတတ်တယ်။ ငွေညအတိုင်းငယ်ပေါ်ရင်ဆက်ရလပိုင်းတည်းမှာရွှေပဲဖြစ်မနေဝဲဆက်ရလပိုင်းမှာရွှေဝဲလာမယ့်နှစ်တနှစ်ပတ်လုံးရွှေဝဲနိုင်ပါတယ်နောက်တစ်ခုကကိုယ်နဲ့ပတ်သက်တဲ့အဲမိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုကိုယ်တိုင်ဖြေရှင်းတဲ့ခါကျရင်ဒေါသကိုရှည်တမ်းမတင်တဲ့အမားနဲ့ကြုံတွေ့ရတတ်ပါလေခင်ဗျာ လာကသာသမာလုပ်နေတဲ့အင်္ဂါသာသမီတွေကတော့ဆရာတော်ဖျားကြီးတွေရဲ့မေတ္တာကြီးကိုခိုးလို့မို့လို့လေလုပ်ငန်းထဲမှာအထက်သူကြီးတွေအမုန်းမပွားအောင်အထက်သူကြီးတွေကြောင့်ပြဿနာမဖြစ်အောင်ရရာခြေတဲ့အနေနဲ့ကစုံဥပြုတ်ဘုန်းကြီးဆွေးနောက်နိုင်မှုတွေလည်းလုပ်စီခြင်းပါတယ်အလုပ်ရဲ့ယာတုကုန်ထရက်တိုးခြင်းလုပ်ပိုင်ခွင့်တိုးခြင်းခန်းစားခွင့်တိုးခြင်းဆိုတဲ့အကြောင်းတရားတွေကိုခုနှစ်လပိုင်းထဲမှာကြုံတွေ့ရတတ်တယ်လာမယ့်နှစ်ပေါ့နော်ဒီ၁၂လပိုင်းအတွင်းမှာအလုပ်နဲ့ပတ်သက်တဲ့သတင်းကောင်းတွေကိုကြားစီဖို့အတွက်ကိုအုံသာပရိလေးဆောင်နိုင်ပို့ကောင်းပါတယ်ခင်ဗျာ အယောင်ဝယ်လုပ်စားနေတဲ့အင်္ဂါသားသမီးတွေကတော့ရောင်ရည်ဝယ်တွက်ဖို့အတွက်ရောင်ရည်ဝယ်ထက်ဖို့အတွက်ကိုဗထောက်သားပတိနဲ့ပတိစိတ်ပါရောင်ရည်ဝယ်ရေးကမကောင်းမဲ့စီးပွားလက်လာပါပိတ်နေတာကတော့အင်္ဂါသားသမီးတွေပြီးခဲ့တဲ့လတစ်လလုံးကနည်းနည်းပိတ်တဲ့တွေကိုပါတယ်ဒါပေမဲ့ဒီဆက်လက်လာပိုင်းကိုနှစ်ရက်နေရစပြီးတော့ရောင်ရည်ဝယ်ရေးကောင်းလာမယ်စမ်းနေကောင်းလာပါလိမ့်မယ်ခင်ဗျကိုပေးရန်ရှိတဲ့အကျွေးအဲ့ဒီအကျွေးလေးကိုအလွယ်တကူဆက်နိုင်ဖို့အတွက်ဖြည့်ရှင်းနိုင်ဖို့အတွက်ကိုယမနီသားလက်တစ်စစ်ကိုဖြတ်ပြီးတော့ပဆိုင်ထဲမှာစောင့်ထားပေးပါခင်ဗျာ လူမျိုးလူလွတ်အင်္ဂါအင်္ဂါသားသမီးတွေဟာအင်တောင်ကြသွားတာမျိုးအဲဟိုဘယ်လိုခေါ်မလဲချစ်သူအစ်စ်ရတာမျိုးအင်တောင်တစ်ထူရတာမျိုးတွေဖြစ်စေတတ်ပါတယ်အင်တောင်တဲ့အင်္ဂါသားသမီးတွေကတော့ကိုယ့်ဘဝမှာပတ်သက်ထားတဲ့မိသားစုတွေကိုယ့်ရဲ့အင်တောင်လေးတွေကလည်းလည်းအပူပေးမဲ့ကာလတခုလို့ပြောရင်ပို့ပြီးတော့မှန်ပါတယ် ဒါကတော့အင်္ဂါသားသမီးတွေက7လပိုင်းမှာကြုံတွေ့ရတဲ့အခက်အခဲတွေပါမဖြစ်ပင်နေလိုက်ချေရမယ့်ရေတရာက၄ခုချေရပါမယ်နံပါတ်1ကတော့ဖျားကိုကြောက်ဖွေုံယူကပ်ပေးပါနံပါတ်2ကတော့ဗရောက်သားပတိနဲ့ပတိစိတ်ပေးပါနံပါတ်3ကတော့ကစွန်းရွက်ကျော်လို့ချက်ဥကျော်လို့ကိုဖုန်ကြီးဆောင်းလောင်းတဲ့ကုသိုလ်လေးတွေလုပ်ပေးပါနံပါတ်4ကတော့ စေတာမဏိကာထာရောရဲ့ဒေဝပီယာနတ်ချစ်ကာထာရောရဲ့အင်္ဂါသာသမီးရအများကြီးရွတ်ပေးပါဒီလောက်ဆိုရင်အင်္ဂါသာသမီးတွေအတွက်ကံကောင်းတော်နိုင်ပါတယ်အားလုံးကိုစိတ်ချမ်းသာကြီးကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်ပြည့်စုံပါစေလို့ဆုတောင်းမေတ္တာပို့ပြီးတော့နှုတ်ခွန်းဆက်သပါရစေခင်ဗျာယေရှုရှင်အားတင်ပါတယ်